တနေ့မှာဂမ်ဘီယာစာပေဂမ်ဘီယာဖြစ်ဆိုတာကို လုံးဝအယုံကြည်မရှိတဲ့စာရေးသမားတဦးနဲ့ကျွန်တော်မောင်စိန်လှိုင်တို့အလုံယုံမှစကားလက်ဆုံးရင်းနိုင်ငံရေးစီးပွားရေးလူမှုရေးရေဘေးငလျင်ဘေးတွေအကြောင်းပြောရင်းနဲ့ဂမ်ဘီယာစံကျဲစာပေလောကဘက်ကိုရောက်ရှိသွားခဲ့တယ် အဲ့ဒီမှာဆရာမောင်စိန်ကသူတို့ကောချက်ကြီးရွာမှာဆရာတော်ကြီးကအာယုံထူးတဲ့အကြောင်းကိုပြောတယ်။ဆရာတော်ဖခင်ကမပြန်လောင်တော်မူခင်မှာသူ့ရဲ့ဇာတိကောချက်ကြီးရွာမှာရှိတယ်။ဇေဒီတဆူနဲ့သူပြန်လောင်တော်မူရင်ဂူသွင်းထားဖို့အုပ်ဆန်ကြောင့်တဝကူကိုကြိုတင်ပြီးစီစဉ်ထားတယ်ဆရာရဲ့။အဲ့ဒါညောင်မင်းကြီးတပင်ကမလွတ်လို့ခုတ်တာဘလို့မှခုတ်လို့မရဘူး။ ခုတ်တဲ့လူမှန်သမျှလည်းအကုန်လုံးထိခိုက်တာကြီးပဲဘယ်သူမှမခုတ်ရဲတော့ဘူးတညရန်ကုန်ကျောင်းမှာနေတယ်ဆရာတော်ကိုအိမ်မက်ပေးတယ်အဲ့ဒီတည့်ရဘယ်မှာသူတို့မှီနေတာနှစ်ပေါင်းမနည်းဘူးတဲ့ဘယ်သူကအိမ်မက်ပေးတာတော့ဆရာစိန်ရဲ့မေးလိုက်သူကဂမ်မီကမယုံကြည်သူစာရေးဆရာ ဘုန်းကြီးကလည်းမေးတယ်အခုပြောနေတာဘယ်သူတုံးဆိုတော့ညောင်မင်းမှာမိခိုနေတဲ့မကျွတ်မလွတ်သူပရာဝိညာဉ်လောကသားတွေတဲ့ဆက်ပြောပါဆရာစိဟုတ်ပြီငါဖျားတယ်မလို့မလွတ်လို့ခုတ်ရတာဒါဆိုခုတ်လို့မရအောင်လှုပ်တာနင်တို့ပဲလားလို့မေးတော့မှန်ပါဖျားတဲ့နင်တို့လည်းကုသိုလ်ရပြီးဘဝကူးကောင်းအောင်ကုညီကြပါပြောပြီးမေတ္တာရက်ခံတော့မှန်ပါကုညီပါမယ်ဖျားတဲ့ဒါပေမဲ့ကျွန်တော်ကျမတို့တရားအထူးနာကြပါတယ်အဲ့ဒီနေရာမှာ တရားပွဲကို၃ညလုပ်ပြီးပါတဲ့တရားပွဲလုပ်ပြီးရမယ်ဟုတ်လားလို့မေးတော့မှန်ပါတဲ့တရားမနာရတာနှစ်ပေါင်းမနှဲပါဘူးတဲ့ဖုံဖုံတို့တရားနာပြီးရင်ခုတ်မရတဲ့တစ်ပင်ကိုအလွယ်နဲ့ခုတ်လို့ရအောင်လေလုပ်ပြီးမယ်လို့ပြောကြတယ်ဒါနဲ့ကျုပ်တို့ဆရာတော်ကဖျားပွဲလုပ်ပြီးတယ်နင်တို့ရောဘယ်လိုနေရာချပေးရမလဲပြန်ပြီးတော့တရားပွဲမန်တဲ့ရဲ့တောင်ဘက်မှာစက်ကူထီးဖြူလေးတွေခက်များများစိုက်ပေးပါတပည့်တော်မတို့တရားနာဖို့ပါ အဲ့ဒီနေရာကိုဘယ်သူမှမလာပါစေနဲ့မထီမခိုက်ကြပါစေနဲ့လို့အဲ့ဒါလိုပြောပြီးအတန်လဲပျောက်တော်ရောတဲ့ဒါနဲ့ဆရာတော်ကရွာကိုပြန်တရားပွဲသုံးညကျင်းပဖို့အတွက်နဲ့ဇေဒီတဲမိကွင်းမှာထိုးရာဇမတ်နဲ့မန်ဒတ်တို့ရန်မန်ဒတ်တောင်ဘက်မှာစက်ကူထီဖြူလေးတွေအများကြီးမြေကြီးပေါ်မှာစိုက်လုထားတယ်အဲ့ဒီနေမှာပဲတရားပွဲသုံးညကျင်းပါတယ်လူနဲ့ပြန်မှာတတော်ဝါများမကြွတ်မလွတ်သေးသူများဘုံကစိုးယုတ်ကစိုးတရားနာကြပါလို့ဖိတ်ခေါ်လိုက်တယ်ဒူဒူပြောပါဆိုဗျာ တရားပွဲသုံးညစီလို့အမျှလဲဝေရောဆက်ကူထီးပြူတွေပေါ်ကနေပြီးပိုးဆုံးကျူပေါင်းအမြောက်အများထပြန်ပြီးမန်းတက်ကိုဝိုင်းပတ်ပြီးတော့ကောင်းကင်ဘော်ကိုပြန်သွားတယ်။ကောချက်တရားလုံးရောဂျွာနီ၆ဆက်ကတရားနာလာကြသူတွေကိုအံ့ဩပွေရမြင်ရလိုက်တယ်လေ။ဆရာတော်ဖះကတာဓုခေါ်ပြီးကောင်းရသူဂရီကိုရောက်သွားကြပြီလို့မိန့်တယ်။နောက်နေရောက်တော့ခုတ်မရတဲ့ညောင်မင်းကြီးကိုပြန်ခုတ်တော့အလဲတကူနဲ့အကိုင်းခတ်တွေကခုတ်လို့ရလို့ဝမ်းသာနေကြတာပေါ့ဗျာ။ဒါနဲ့မောပြီးထမင်းစားကြတယ်။ ထမင်းစားပြီးပင်စီကိုလွှတ်နေဖြစ်မယ်ပေါ့အဲ့ဒီမှာပဲဟောဆိုလေးပြင်းကြီးတစ်ချက်တိုင်းပြီးဖုံနေအမိုက်တွေလွင့်ပြီးဟုံးဆိုတပင်ကြီးကလဲကြသွားတာအမြစ်ပါကျွတ်ရောဆရာတို့ကြီးအဲ့ဒါဆရာတော်ဖခင်ကြီးကကျွတ်လွတ်သွားတဲ့ပရာလောကသားတွေကသူတို့ဂရိအတိုင်းလာရောက်ကူညီသွားတယ်လို့မိန့်တော်မူတယ်ဗျာကိုင်းဆရာမိုင်းမထူးဆန်းပါဘူးဗျာဟင်ကျွန်တော်ယုံနေဆရာပရာလောကသားတွေကလူရလူနယ်ဝင်းကျင်မှာရှိကိုရှိမယ်မြင်ရတာနဲ့မမြင်ရတာပဲကွာတိုင်းဆရာရွှေဖုံးမြင်အောင်ဘယ်နဲ့လက်ခံရလားဗျာဆရာမောင်စိန်ကဂမ်မီယမယုံ ူစာရေးဆရာကိုလှမ်းပြီးတော့ကျွန်တော်တရေသက်စီဆိုတာကိုတော့မယုံဘူးဆရာနဲ့ရောဗျနဲ့တို့ရုပ်ကစိုးတို့လည်းမယုံဘူးဗျဘာလို့လဲဖះဟောရှိတယ်လीဗျဖះဟောရှိလဲလူမြင်သူမြင်ယုံရလောက်အောင်အထင်ရှားပြရင်တော့မကောင်းဘူးလားဗျဟင်းအဲ့ဒါလို့ယုံကြည်လောက်အောင်ထင်သာမြင်သာပြရင်တော့ကျွန်တော်ကလည်းဥပိ္ပခါမပြုတ်ပါဘူးဆရာစိန်ကဘာလို့ပေးရမလဲတိုက်ခန်းလားတစ်သားအိမ်လားဓာန်ပေါက်လားအုံထမင်းလားအကုန်လုတ်ပြီမယ်ဗျာဒါဆိုဖះဟောတိုင်းလည်းမယုံဘူးပေါ့ဟုတ်လား ခုနေဖျားရှင်ကိုတော်တိုင်တတော်ထင်ရှားရှိနေရင်ကျွန်တော်ဒီတိုင်းပဲရှောက်မှီမှာအမှန်ပဲခမညာသို့တော်သူကပြောရင်သို့တော်ဆိုပြီးရှေ့မဆက်ရက်နေတယ်ဘာလို့သို့တော်လဲဗျဆရာရွှေဖုံးမြင့်ကလှုပ်ပါဟုတ်တယ်ဗျပြုံးမွလင်းလင်းလှုပ်ပါဆရာရွှေရသို့တော်ဆိုတာချင်းချက်တစ်ခုပဲဆရာတို့ရဘယ်လိုချင်းချက်လဲပြောပါဆရာရွှေကျွန်တော်ပြရလောကသားကိုမယုံကြည်ဘူးမလေးစားဘူးဒါကိုးကွယ်စရာလည်းမဟုတ်ဘူးလေဒါကြောင့်ကြောက်စရာလန့်စရာလည်းမလိုဘူးဒီလိုပဲခံယူထားတာတခါတစေတရေပိတ်တာဆိုရင်ခုချိန်ကိုမမြင်ဘူးနာနာ ဝဆိုတာလည်းမမြင်ဘူးမသိဘူးတနေ့မှကျွန်တော်အလွန်ထူးဆန်းအံ့ဖွယ်ကောင်းတဲ့ဖြစ်ရဆန်းကိစ္စတစ်ခုကိုကိုရစ်ကြုံရတယ် ဲ့ဒီဖြစ်ရကိုဒီနေ့အထိဘာလဲဆိုတာကျွန်တော်ဝေခွဲမရတလို့အံ့ဩနေတော့မယ်ခင်ဗျာအစာအဆုံးလေးတော့လုတ်ဗျာဆရာရွှေရခင်ဗျားဝေခွဲလို့မရတာဆိုပေမဲ့ကျုပ်တို့ဂမ်မီကစာရေးဆရာတွေအတက်ကတော့အသုံးတဲ့ခြင်းတဲ့မှာဗောဗျာဟုတ်ကဲ့ပြောပြပါမယ်ဆရာရေကျွန်တော်ကရှင်းအောင်သူတေသနာပညာနဲ့ကျောင်းပြီးထားတော့တနေ့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေရေဦးစီဦးဆောင်သူတေသနာဆရာကြီးဆရာမကြီးတွေနဲ့တမိုင်းပညာရှင်အချို့ရေမြို့ဝကျုံမုံမြို့ကိုရောက်သွားတာ မိုးနေရှေ့တုန်းကနေထိုင်ခဲ့တဲ့ဖျားစီဒီပထိုးတိမ်ချောင်းနေတည်ထားတဲ့နေရာပေါ့ဗျာ ဘယင်မာကြီးရှင်စောပူရောသူ့ရဲ့သားသမတ်တော်ဓမ္မဇေဒီမင်းကြီးကောင်းမှုတွေနဲ့ရှေ့မွန်မင်းမျိုးစားနယ်စားရွာသားတို့ရဲ့ကောင်းမှုတော်ဇေဒီတွေပြိုပြက်ကျနေတဲ့ရွာတရာပေါ့ဗျာဆရာမိုင်းတို့တန်လင်းကြောက်တန်းမြို့တော်ကျွန်တော်တို့အဖွဲ့လာပြီးလေ့လာဘူးတယ်လေဆရာရဲ့ဆရာတို့တန်လင်းကြောက်တန်းကဂုံဝင်ရင်ကျေးမှုရှေးဟောင်းမြို့အစ်စ်ပါပဲသူဝနဘူမီနဲ့ခက်ပြိုင်ဘူးအဲ့ဒီမှာဂုံဝင်ကြောက်တို့ဂုံဝင်နယ်လန်းဂုံဝင်ဗုဒ္ဓရုပ်ကတော့ဂုံဝင်ဘလူးရုပ်နတ်ရုပ်ထူဟင်းသာရုပ်ထူ ငမနာတိုင်မှသည်ဂုံဝန်နဲ့ကြောက်ပြားအုတ်ချဲနဲ့တိဆောက်ထားတဲ့ရှင်းအောင်စီရီပြက်တွေကိုကျွန်တော်တို့လေးလံသိရှိခဲ့ရတာမြို့ဝကျုံမော်ရွာကိုရောက်တော့ကျွန်တော်တို့တောကြီးအဆက်မှာတွေ့ရတဲ့ဇေဒီပြက်ကခြုံနယ်ပိတ်ပေါင်းနေတဝက်ဖုံးနေတာ တချို့ကိုရွာသူရွာသားနဲ့ဖုံးတော်ကြီးဥဝိဇာရာဥစည်းလို့ဇေဒီပြန်လဲတူထောင်မဲဆိုပြီးရှင်းလင်းရေးတွေလုပ်နေတာရှေ့အခါတုန်းကအတော်မြင့်နေဇေဒီပဲအခုပြိုပြက်နေတဲ့အပုံရောက်တာတော့မော့ကြည့်နေရတာအဲ့ဒီမှာအရက်စကားအရအံ့ဖို့ကောင်းတာကဇေဒီပြက်ပေါ်ကနေလာကွယ်ညတွေရောက်ရင်မီးလုံးကြီးတွေတလုံးပြီးတလုံးကောင်းငင်ကိုတက်ပြီးလိုက်တိုင်းပြေးတိုင်းကစားနေတယ်တဲ့တနါရီလောက်ကစားပြီးရင်ဖျားစီဒီပြက်အုပ်ပုံတွေကိုဝင်ရောက်ပြက်ကွယ်သွားတယ်တဲ့အချို့ကတော့စုံမြူးတယ်တဲ့တချို့ကလည်းအုပ်စာဆောင်တွေကစားကြတယ်တဲ့တခါလာပြေးနေလို့ ိုအခါမျိုးအချိန်တွေမှာလည်းအဲ့ဒီခြုံတွေပိတ်ပေါင်းနေကြတဲ့ကဇေဒီပြက်အပေါ်ကနေဖြူဖွေးလင်းလက်တဲ့အလင်းရောင်တွေပိတ်လိုက်ဖွင့်လိုက်နဲ့လင်းနေတာကိုလူအတော်များများကမကြာခဏမြင်ရတယ်လေရှိသေးတယ်။နေ့လေနေခင်အမဲလိုက်သွားသူပြားဖို့ယုံရှာဖွှတ်ရှာသွားလို့ဖျားပြန်နာကိုရောက်ရင်လဲကြားဟိနဲ့နေလူလူကြားရတယ်တဲ့။တချို့ဖျားစီဒီပြက်ထဲမှာရွှေလိုရွှေစားငွေလိုငွေစားလေးတွေရလို့အုတ်ကျိုးအုတ်ပဲ့လေးတွေကိုလှန်ရှာကြတော့မွေဟောက်ငန်းဆောင်မွေကြီးတွေကထွက်လိုက်လို့မင်းဲကိုတေပြေးရှင်ပြေးပြေးခဲ့ရတယ်တဲ့။အချို့ကြတော့လဲတည်တည် တဖူရှာဆေးမြစ်တွေရှာရင်းနဲ့ဒီဇီဒီပြက်နားကိုရောက်ရင်တော်ပန်းလေးတွေအမွှေးတိုင်လေးတွေထုံးညီပူဇော်ပြီးတွားလဲလာလဲအန်ရည်ကင်းမှုကိုဆူတောင်းကြတယ်တဲ့အဲ့ဒါလိုအခါမျိုးကြရင်လဲအလုံးကိုမှွေးကြိုင်တဲ့ပန်းရည်နံပေါင်းစုံဟာတောအဝင်ဝတရက်လုံးကိုမှွေးကြိုင်နေသလိုအလုံးကိုတာယာတဲ့တချင်းနံမျိုးကလည်းမနီမဝေးကနေခက်တဲ့တဲ့လေးကတမျိုးတိတိတာတာတမျိုးကြားရတယ်လို့လည်းပြောကြတယ်တချင်းရှင်ကိုတော့မတွေ့ကြဘူးလားလိုက်ရှာရင်လည်းမတွေ့ဘူးတဲ့မရှာဘဲနေရင်တာယာတဲ့တချင်းနံနဲ့အမွှေးရည်နံကြိုင်လိုက်နေတာကိုတော့ရှူရှိုက်ရတယ်တဲ့အဲ့ လိုထူးဆန်းအံ့ဖွယ်တွေဖြစ်တာကိုလည်းမကြာခဏကြုံရတော့အထက်အညာတီဟာတော့ကပြောင်းလာတယ်။ဖုန်ကြီးဦးဇာရကစူးစမ်းလေ့လာပြီးအဲ့ဒီပတ်ဝန်းကျင်မှာတော်ကြောင်လေးဆောက်တရားဘာဝနာပွားများပြီးအဓိဋ္ဌာန်ပြုတာရှေ့အလူရှင်များကောင်းမှုဤစေဒီကိုပြင်ကွင်းရရင်အသက်တေခွင့်ကြုံမစေလို့ညစဉ်အဓိဋ္ဌာန်ပြုတယ်တဲ့။အဲ့ဒီနောက်ပိုင်းဆရာတော်ရဲ့ဥဆောင်မှုနဲ့သူတော်ကောင်းရွာသူရွာသားတွေခြုံနယ်ပိတ်ပေါင်းတွေကိုရှင်းပြီးမြေကြီးကိုဆက်ဆက်ပြန့်ပြန့်လုံးရာဇမတ်ကပြီးဇေဒီတိတိဆောက်ဖို့ကြိုးစားနေတာအခုအတော်ခရီးရောက်နေတာအဲ့ဒါကျွန်တော်တို့ ့ရှေးဟောင်းသူတေသနာခရီးအဖွဲ့ကလည်းအဲ့ဒီကိုရောက်တော့လေလာစူးစမ်းကြတာပေါ့ဆရာရဲ့အဲ့ဒီမှာဘာကိုထူးထူးခြားခြားတွေ့ရလဲဆိုတော့ရှေးဟောင်းအုတ်ချက်တွေပဲဆရာစင်းတော့အုတ်လည်းမဟုတ်ဘူး မီးဖုတ်အုပ်တက်တက်ပဲအနစ်လေးလေးဖြန့်ကျဲကျဲအနံအလျားကျဲဒူးတယ်ကောင်းကောင်းနဲ့အုပ်တွေခမဗကန်အုပ်ချက်လိုမျိုးလည်းမဟုတ်ဘူးတန်လင်းရေနံရက်ွယ်ဓာတ်တော်ကုန်းရှေးဟောင်းအိမ်လေးနဲ့ဇေဒီပြက်တွေအုပ်အချို့နဲ့လည်းခက်ဆင်ဆင်တူတယ်တချို့ကြိုက်ခောက်ဖေးရမြောက်ဖက်ဆောင်တန်းမှာရှိတဲ့ရှေးဟောင်းဇေဒီပြက်တုံးကအုပ်ချက်နဲ့လည်းဆင်ဆင်တူတယ်လို့ခမဒါနဲ့ကျွန်တော်ကရန်ကုန်ရောက်ရင်ဘူမိပေဒပညာရှင်ထံ FB ဒီအုပ်ရဲ့မြေအမျိုးအစားသက်တမ်းနဲ့ရောစက်တဲ့ပညာပိုင်းကို စစ်ဆေးစေခြင်းလို့အုပ်ချိုးတစ်ချက်ကိုစက်ကူနဲ့ထုတ်ကားပေါ်မှာတ င်လိုက်တာအဲ့ဒီနောက်မှာအလှငွေများအသီးသီးထည့်ပြီးတော့အခြားတိမ်ဟောင်းနေရှေးဟောင်းကျွန်းလုံးကျောင်းနေတစ်ထွန်းဗဘူးတွေကိုလေလာမှတ်တမ်းပြုပြီးပြန်လာခဲ့တာကျွန်တော်ကခီးသွားကြီးကျက်ရေးမှုမှုလူဆုံမဆုံအောင်ခေါ်တယ်စုစုပေါင်းကားကြီး၅စီးလူပေါင်း200ခန့်ကိုအမှတ်တကလူဆုံပြီလားဆုံပါပြီအမှတ်နဲ့ကလူဆုံပြီလားတယောက်လိုနေပါတယ်ဘသူတော့ဟမခင်များပါကိုရှေဖုံးမြင့်ရေခဏလေးဘာကိုပြောနေတာတော့သူ့ဆွေမျိုးဖြစ်တဲ့ဂုံဘလူးရုပ်ကြီးကိုနှုတ်ဆက်နေလို့ပါအမှတ်၃ကလူဆုံရဲ့လား တယောက်လိုဆရာရွှေရေဘယ်လိုတော့ကြားလာကြားပြိုကြားဘသူတော့ကိုကြည်တက်ခိုင်ပဲပြို့ဟာဗျာဒီလူကြီးဘဲသွားသွားစားတာကလွဲရင်နောက်ကျနေတာကြီးပဲကိုမြင့်ကျော်လိုက်ခေါ်ဗျာဆရာရွှေတားတော့ ကိုမြင့်ကျော်စောင့်တာစောင့်ခေါ်ဗျာဘာဖြစ်လို့တော့ဗျမနက်ကဂျင်းသုံးနဲ့ဒိန်ကျင်စားပြီးဝမ်းနေရှောနေလို့အိမ်နာတဲကမထွက်နိုင်ဘူးဟာဗျာဟုတ်ပါတော့အစားတိတ်ငန်းနေလူကြီးရဲ့နောက်ပိုးလဲတိတ်တန်တာပဲအေးလေဆီယာမခင်အီးမူကိုလဲရီးတက်တက်လှုပ်ပြီးမယန်းဒီစားအောင်မလားဇီးဒီစားအောင်မလားနဲ့အနားကနေရစ်တီရစ်တီလှုပ်နေတာပဲမနေ့တုန်းကလဲမြောင်းမြဖေးရမှာအဲ့တလိုရစ်တီရစ်တီလှုပ်ကောင်းလို့ခွေတအုံးမကြီးတက်နေမိလို့လှန့်ကြိုက်ခံရတယ်လေပြဲရော်မဟုတ်လားပြဲတာဗောပစိုးကိုတထွာကျော်ပဲ ဟောဟောဟိုမှာလာနေပြီတူတူပြောဟေးအေးဟဲစိတ်ညစ်ပါတယ်ကားပေါ်မှာလဲဟိုရင်းနေထွက်ကြရင်ဒုက္ခပဲဟွန်းအခုတောင်ဒီကနေအနက်နေရနေပြီဗျာကိုင်းဆရာကြီးတင့်ဟိုင်းကိစ္စပြီးပလားဆရာလောလောဆယ်တော့ပြီးပါပြီဆရာရှူကြီးအာစို့ထားရမလားဆရာကြီးတင့်ဟိုင်းဗျာဘာဘာဘလို့ ဟိုဟိုအောင့်ထားလို့ရမလားလို့မေးတာပါဆရာရပါတယ်ဗျာအာအာဝင်းပိန်စီတောက်ထားလိုက်ပါလားရတယ်ဒီအရက်မှာတည်မယ်ဆိုရင်လဲဆင်းနေခဲ့မယ်နော်ဇေဒီပထိုးများအကြောင်းရေးနေတဲ့ဆိုင်းရေးဆရာကိုထင်ကျော်စိုးကတုတ်ကလူပြောတယ်ငါးကြီးစားတပြေပါပါရင်နေခဲ့ပါကွာအဲ့ဒါသာကြည့်တေးမာတော်အဖော်နဲ့မတဲ့အားလုံးလူဆုံပြီလားဆုံပါပြီဆုံလားငါးစီးလုံးစုစုပေါင်း200တရာလူဆုံလားထွက်လို့ရလားလူလဲဆုံရော ကျွန်တော်တို့ကားစထွက်ဖို့ဆက်နှိုးတယ်ဟောဗျာကျွန်တော်တို့ရှေ့ဆုံးကဆက်နှိုးလို့မရဘူးဒရိုက်ဘာကအမျိုးမျိုးစစ်ဆေးပြီးနှိုးတယ်နှိုးလို့မရဘူးအချိန်နိုင်ဝက်ကြာသွားတယ်ကိုကြည်တင့်ခိုင်အိန္ဒာကနောက်တစ်ခေါက်ပြန်လာတယ်ဆက်နှိုးမရသေးဘူးဒါနဲ့အသက်ကြီးကြီးဆိုင်ဆီယာမက ဖះစီတီရှိရာကိုဥချမြတ်တာပို့ပြီးတော့မောင်းတော့နှိုးတော့လို့ပြောမှကားဆက်နှုတ်လို့ရပြီးကားဆက်နှုတ်လို့ရသွားတာနဲ့အားလုံးပြောကြရောဗျာဒီလိုနဲ့မြဝကြုံမော်လမ်းမကြီးအတိုင်းမောင်းတာလာလိုက်တာမကြဘူး9မိနစ်အကြာမှာရက်သွားပြန်ရောပြီးတော့ပြန်မောင်းလာရအောင်လုပ်ရအောင်ဒါနဲ့မောင်းလာနေတော့ကားဆရာရက်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 မြ мян ရက်ဘာတော့ဆရာရှေ့ရှေ့ရှေ့မှာမွေကြီးဗျဟာဟုတ်တယ်ဟာ ရှေကဘာဖြစ်တာတော့ဟဆက်ဒုက္ခပေးပြန်ပြီမဟုတ်လားဟေရွှေဖုံးမြင့်ဆိုတဲ့ကောင်ဘလို့ကားဆုပ်ကိုငှားလာလဲကွာကားဆက်ပြက်လို့မဟုတ်ဘူးကားရှေမှာမွေးကြီးပပင်းထောင်နေလို့ဟောကြည့်လိုက်တော့ငန်းပုံမွေးကြီးပြလူခြေသလုံးလောက်ကြီးရှိတယ်ကားရှေမှာကတ္တရာလမ်းပေါ်မှာပပင်းကြီးကိုထောင်ပြီးကားကိုတားသလိုလုပ်နေတာပွမ်ပွမ်ပွမ်ကားဆရာကကားတန်ကြဲကြဲပေးပြီး၆လန်းလိုက်မှမွေးကြီးကလမ်းတစ်ဖက်ကိုဆင်းသွားပါလေရောသို့တော်ဘာမှမကြဘူးဗျ9မိနစ်လောက်ရှိသေးတယ်ကားကဖွချက်ဖွချက်နဲ့ပြန်ပြီးတော့နှေးသွားပြန်တယ်ဟာဟာဟိုမှာငန်းမွေးကြီးပေါ် ်လာပြီဟာဟာဖះဖះအကြီးကြီးပါလားဟင်းတက်ကြိတ်တက်လိုက်ရမလားဗျာဟာမလုပ်ပါနဲ့ဆရာဘာမှွေမဲလည်းမသိပဲနဲ့နှစ်ကြိမ်ရှိပြီကျွန်တော်ခရီးဝေးမောင်းတာကြပြီဒီလိုအဖြစ်မျိုးတခါမှမကြုံဘူးပွန်ပွန်ပွန်ကြည်စမ်းမွေငန်းကြီးတွေကရှေ့ကနေဗပင်းကြီးထောင်ပြီးကားကိုတားနေတာရခိုင်နေတဲ့ပုံမျိုးဗျာ မြင်ရတာကလှတယ်လို့လို့စမ်းတယ်လို့လို့တော့ရှိတယ်။မွေမျိုးလုံးနှလုံးကဆူဆူရဲရဲကြီး။အရှိကနှလန်နီးပါးလောက်ရှိလိမ့်မယ်ထင်တယ်။လုံလုံးနေပုံအသေးရစရာဗျာအမလေးလေး။နောက်ကားကလူတွေလည်းကားရဆင်းကြည့်ပြီးထူးဆန်းတဲ့မွေကြီးကိုကြည့်ပြီးအမလေးအော်လို့ကားပေါ်ပြန်တက်ပြီးရောအဲ့ဒီမှာဆီယာမကြီးဒေါ်ချစ်ဖွယ်တောင်းကမေးတယ်။ မောင်ရွှေခမားဆရာမကြီးတိတ်ကိုထူးဆန်းနေတယ်ဟုတ်ဟုတ်ဟုတ်ကဲ့မင်းတို့တွေကတယောက်ယောက်များဟိုနေရာမှာဘာမဟုတ်မှတ်တွေလောက်ခဲ့ကြသေးလဲမင်းလဲဆရာမကြီးဘာကိုပြောတာလဲခမားဟဲ့ထူးဆန်းတဲ့ရှေ့ဖျားပြက်ကုန်းတုံးကခိုးထားဝတ်ထားအရက်သေးစားတောက်စားမဖွဲမရစကားတွေပြောမဆိုမတွေရှိသလားလို့မင်းနေတာဗျာ လိုက်မီစံရှိရင်တောင်းပန်ရမယ်ဒါမယိုးဘူးရှေ့မီနောက်မီတက်ကြီးဝါကြီးဆီယမကြီးကအတန်မာမာနဲ့ပြောတော့တကားပြီးတကားလိုက်မီကြရောဖယပြကုန်းပေါ်မှာအရက်တောက်သူရှိလားမရှိပါဘူးဖယားပေါ်မှာဆဲရေးတိုင်းထွာလောက်ကြသေးသလားမလောက်ပါဘူးဖယားပေါ်မှာချစ်သူကြီးစားဟိုရင်းပြူကြသလားဘာတော့ဟာနန်းကြဖက်ကြသလားလို့ဟာ노노노မလောက်ပါဘူးရှိတာတခုရှိတယ်ဘာတော့ဘာတော့မြ мян ပြန်ဖြေစမ်းကိုကြီးတက်ခိုင်ဝမ်းဝမ်းဟာဘာဆိုင်လို့တော့ဘာမှမဆိုင်ဘူးအစားမလို့ဖြစ်တဲ့ဥစ္စာမဆိုင်ဘူးဟုတ်တယ်ဟုတ် တယ်ကိုကြည်တင့်ခိုင်ကောင်းသွားပြီမာနေတာမှတန်ချောင်းလိုပဲဒါနဲ့ဆီယာမကြီးရှိပြည်တရင်ပို့ရတယ်မွေငန်းကြီးကလည်းကောင်းဟွန်တန်ဘလို့ပေးပေးမပြေးတော့ပဲကားရှိလန်းတက်တဲ့မှာမှရှေ့ကနေပြင်းကြီးရက်ပြီးမျက်လုံးရဲရဲကြီးနဲ့ကားဒရိုက်ဘာကိုစိုက်ကြည့်နေလို့ဒရိုက်ဘာလည်းကြောက်နေပြီဒါနဲ့ယောက်ျားသားတွေတဲကတတ်တီကောင်းကောင်းယောက်ျား၃ယောက်နဲ့အတူကျွန်တော်အုတ်ခဲမြေကြီးခဲကိုကင်ပြီးကားရှိကနေကန့်လန့်ရက်နေတဲ့မွေကြီးကိုဝိုင်းပစ်ကြတယ်ကဲဟာကိုင်ဟာဟာအမလီရှူးရှူးနောက်ဆုံးနောက်ဆုံးနောက်ဆုံး ဟာဟာပြေးလိုက်လာပြီဟာလ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 ာပြေးပြေးပြေး ကလေးတွေမလုံးနဲ့မလုံးနဲ့မပြစ်ကြနဲ့မပြစ်ကြနဲ့ငါတို့နောက်ကိုမွေငန်းကြီးကရွှီးဆိုပြီးနှာမုတ်တန်ကြီးနဲ့အတူဗပြင်းကြီးထောင်ပြီးလိုက်လာရောစောစောတုန်းကကြားနဲ့တက်မယ်ဆင်းနဲ့ဖမ်းမယ်နဗန်းလုံးမယ်ဆိုတဲ့သူရဲကောင်းတွေဖယားတာအမောဆိုပြီးပြေးလိုက်ကြတာတန်းနေတာပဲမွေငန်းကြီးကလည်းဒေါသထွက်ပြီးရွှီးအတန်ပေးလိုက်ပြီးတော့ဗပြင်းကြီးကိုမအရက်ကြီးဆန့်ပြီးတော့လှန့်နေတယ်ဒလောအဖြစ်မျိုးတသက်မှတခါမှမကြုံဘူးဘူးចောင်းသူအချိုလဲလန့်អော်ပြီးငိုကြကုန်တယ်ဒီအချိန်မှာပဲဟွန်နာဆိုင်ငယ်နဲ့ဟိုဖယားပြက်ကုန်းဇေဒီပြက်ရွာကဖယားလူကြီး ီးနှစ်ယောက်ရဲ့ရောက်ချလာပြီးကျွန်တော်တို့ဖြစ်ရဆန်းကိုမေးပါလေရောအဖဘလို့ကြားလို့လာတာတုံးခမခီးသွားဆိုင်ငယ်သမားတွေပြောကြလို့စောစောတုန်းကလေးလာရေးလာကြတဲ့ကားငါးစီးမြို့ပြင်အထက်တံခါးနားမှာကားပြက်ပြီးမွေဟောက်ကြီးတစ်ကောင်ကထူးထူးဆန်းဆန်းတိုးနေလို့ကားဆက်နှိုးလို့မရဘူးသွားလို့မရဖြစ်နေတယ်ဆိုလို့လိုက်လာခဲ့တာဟုတ်ပါတယ်ရှင်ဆရာကြီးရဲ့ဘလို့ဖြစ်မှန်းကိုမသိပါဘူးဆရာကြီးတို့ဖျက်ပြက်ကုန်းလေးလာပြီးပြန်ထွက်လာကြတဲ့ကခဏခဏပြက်လိုက်ကောင်းလိုက်ဖြစ်လိုက်နေဒီတစ်ခါမကြုံစဘူးဟော့ဟိုငွေငန်းကြီးကလည်းကားရှိမှရက်နေတယ်လို့လိုက်နေတယ်လို့လို့ ုံနေတာသုံးချိန်ရှိပြီဆရာကြီးတို့ရဲ့ဆရာကြီးတို့သိရှိနားလည်ရင်လဲဆောင်ရွက်ကူညီပေးပါအောင်ရှင်ဖရာဖရာလမ်းလိုက်ပါပြီဆရာမကြီးရဲ့ချွေးတီချေပေါက်နဲ့ငိုတန်းပါပြောရမယ်ဗျာအတော့ကိုထူးဆန်းနေတာဟုတ်ပါတယ်ဆရာမကြီးတို့တွေကတယောက်ယောက်မသိမမြတ်တဲ့အမားတစ်ခုခုမြဲကျူးလွန်ခဲ့လို့နေမှာပေါ့ခင်ဗျရှင် ်အမားဟုတ်ပါတယ်ကျွန်တော်တို့ဒီဒေတာကဖះစီဒီအရက်မှာအဆောင်လျှောက်ကျန်းနေဆရာမကြီးတောပိုင်တောင်ပိုင်းဖះပိုင်အဆောင်လျှောက်တွေကလည်းအမားလောက်တာမတင့်တော်တာကိုမကြိုက်ကြဘူးဆရာမကြီးတို့လူတွေကိုလည်းမေးကြည့်ကြပါဦးမေးလို့လည်းပြီးပြီဘယ်သူမှအမားမလုပ်ဘူးအဲ့ဒီမှာပဲကိုခင်မောင်ချိုးဆိုတဲ့အကြောင်းသားဟောင်းကြီးကကိုရွှေဖုံးဗျာကိုချိုးဘာလဲရင်ခမည်းဟိုပစ္စည်းကြောင့်လားမသိဘူးနော်ဘယ်ဟာတော့ဗျာ ဖះအုံဟောင်းတစ်ချက်လေးခမားလေးလာဖို့ဆိုပြီးယူလာတာအဲ့ဒီအုံဟောင်းတစ်ချက်ကြောင့်မို့ဟင်းဟုတ်ပါရဲ့ဟုတ်နိုင်တာပဲတွားယူပြလိုက် ။ဒါနဲ့ကျွန်တော်လည်းဘူမိပေဒါပညာရှင်များကိုပြသဖို့ယူလာတဲ့ဖျားအုပ်ချက်တစ်ချက်ကိုပြလိုက်တယ်။ဟာဒီဟာကြောင့်ဟုတ်လားအဘ။တိတ်ဟုတ်တာပေါ့ငါတူရ။အဘတို့ရှေးဟောင်းဖျက်ပြက်တုန်းကဖျားစီဒီဖျားနဲ့ဆိုင်တဲ့ပစ္စည်းမှန်ရင်ဘာပစ္စည်းဖြစ်ဖြစ်အခွင့်မတောင်းမွေးနဲ့ယူလို့မရဘူး။ဟိုအရင်တခါတုန်းကလည်းတိုက်စရာလိုလိုဆေးစရာလိုလိုလူနှစ်ယောက်ဒီဖျက်ပြက်ကရှေးဟောင်းဖျားသေးသေးလေးတစုကိုယူသွားပြီးမွေလိုက်လို့နောက်ဆုံးပြန်ထားပြီးတောင်းမှန်ရတယ်လေ။ဓမ္မငါတူဒီအုပ်ချက်တစ်ချက်ကိုဘာလို့ယူလာရတာတော့ဒီအုပ်ရဲ့တက်တန်းနဲ့ဘူမိဖွဲ့စည်းပုံကိုပညာ ာရှင်တွေကိုပြသခြင်းလို့ယူလာတာပါအဘရဲ့ဒီကုန်းမှာရှိတဲ့မမြင်ရတဲ့အပိုင်အဆိုင်အဆောက်အအုံတွေကိုယူသွားပါစေလို့ဖွင့်ပန်တောင်းရလာလူကလေးဟဲ့အေးမတောင်းဖို့ပါဘူးဆရာကြီးအဲ့ဒါကြောင့်မကိုင်းလူလေးတို့အနေနဲ့ပညာပိုင်းအရာသူတေသနာပြုခြင်းလို့ယူရတာခိုးတာမှမဟုတ်တာဒီစီဒီပြက်ကုန်းကလူလေးတို့မမြင်ရတဲ့မယုံကြည်တဲ့ပရဝိညာဉ်သားတွေအပိုင်အဆိုင်တွေရှိတယ်သူတို့ကဓာရီကိုဆောက်ရှောက်ကာကွယ်နေတာလူလေးတို့ယုံခြင်းမှယုံမယ်ကိုင်းခွင့်တောင်းလိုက်ပါကျွန်တော်တို့ပညာရဲ့ကိစ္စအတွက်အသုံးချခြင်းလို့ယူသွားခွင့်ပြုပါခွင့် ွင့်ပြုပါအပိုင်ဆိုင်များခမားလို့ပြောလိုက်ပါလူကလေးကျွန်တော်မှအတော်ခက်နေတယ်ကိုနိုင်ကဒါမျိုးအယုံကြည်မရှိပဲကိုအခုလူအများကကျွန်တော်ကြောင့်ဖြစ်ရတာဆိုပြီးဒေါသပုံထပြီးစူပွက်နေကြတယ်အဲ့ဒီမှာဆီယမကြီးကပြောလိုက်ပါတပည့်လို့အမိန်ပေးလိုက်တာနဲ့ရှေးဟောင်းအုံချက်ကိုလက်နဲ့မြှောက်ပြီးရှေးဟောင်းဖျားပြက်ကုံရွာမှာရှိကြတယ်မြင်ရမမြင်ရပုံကူများအပိုင်ဆိုင်အဆောင်ရှောင်များခမား သူတည်တနာပညာရဲ့အရာစစ်စေးစူဇန်လေးလာလိုပါ၍ဤရှေးဟောင်းဖရာပြက်မှရှေးအုပ်တစ်ချက်ကိုကျွန်တော်ယူသွားပေးရစီယူခွင့်ပြုကြပါကိစ္စအဝဝပြီးပါကဒီနေရာကိုပြန်လဲထားပါမည်လို့ဂရီးပြုပါရခင်ဗျာအဲ့ဒီမှာပြောလိုက်ရောမပြန်သေးပဲဗပင်းထောင်ပြီးရက်ပြီးစောင့်နေတဲ့ငန်းမွေကြီးကဗပင်းကိုပိုးပိုးထောင်ပြီးမော့ပြီးတရှိရှိနဲ့အတန်ပေးပြီးတဲ့နောက်မှာခေါင်းတညိမ့်ညိမ့်လှုပ်ပြီးဟိုးအနောက်ဖက်လမ်းအတိုင်းတရွေ့ရွေ့နဲ့ဖရာပြက်ကုန်းရှိရာကိုထွက်သွားတာကိုကျွန်တော်တို့အားလုံးအသေးတရားရအံ့ဖို့မြင်လိုက်ရတာ gain ဆီယာမကြီးတို့ကားဆက်နှိုးကြည့်ပါဦး။ဖះလူကြီးရဲ့စကားဆုံးတော့ဒရိုင်ဘာကကားဆက်နှိုးလိုက်ရောအတံမီပြီး ကားဆိုတာမြန်မြင်းရင်ပြေးကျင်သလိုခုံနေပါလေရောဗျာလီဗာကိုနင်းလိုက်ရောကျွန်တော်တို့ရှေ့ပြေးကားရောအမြန်ပြေးမြင်းတကောင်လိုသွားလိုက်တာမှအေယာဝရီမြေကူးဘုံမြတ်ထွန်းတရားပေါ်ကိုရောက်ခဲ့ပါလေရောအဲ့ဒီတော့မှအားလုံးအံ့ဩဖြစ်ကုန်ပြီဖျက်ပြက်ကုန်းရှိရာကိုလက်အုပ်ချီမူကြတော့ရင်ဗဇက်ဖျားကနေလေအမြအမြအမြလို့အမြဝေကြတာတို့ပါဗျိုင်းနူခေါ်ဆိုလျက်ရှိကြနေရဲ့ဆရာတို့ရဲ့အဲ့ဒါနဲ့ဂမ်မီယာဆိုတာလုံးဝမယုံကြည်တဲ့ကျွန်တော်ရဲ့ကိုရိဖြစ်ရဲ့ဆမ်းပါပဲဗျာဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါ ါပြီရှင်ဇလန်းလေးကိုရေးသားဖော်ပြပေးထားတဲ့မူရင်းစာရေးဆရာကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်